င်္ဂလာပါခင်ဗျာရန်ကုန်ခေတ္တကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာအရကတတော်အေအေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကြားတိုက်ပွဲတွေပြင်းထန်လာတဲ့အချိန်ကြောက်ဖြူစီမံကိန်းကတရုတ်နိုင်ငံသားတွေဟာပျောက်ရွှင်မှုတွေလှုပ်ဆောင်လာတယ်ဆိုပါတယ်ကြမ်းဖက်စစ်ကောင်စီရဲ့နေပြည်တော်အမှတ်30ကျော်ရင်းနဲ့တဲခိုရေးတပ်အတွင်းစစ်မှုန်တပ်သားတဲ့နန်းဆောင်ဆိုတဲ့သူကိုစစ်သားတအုပ်ကကက်ကြီးနဲ့ထိုးတက်လိုက်တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် ခုပြောင်းဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာအရကတတော်အေနဲ့အချက်ဖက်စစ်ကောင်စီတက်အကြတိုက်ပွဲတွေပြင်းထန်လာတဲ့အချိန်ကြောက်ဖြူစီမံကိန်းကတရုတ်နိုင်ငံသားတွေဟာပြောင်းရွှေ့မှုတွေလှုပ်ဆောင်လာတယ်လို့ကြောက်ဖြူစီမံကိန်းနဲ့ပတ်သက်တဲ့သတင်းရှင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်လက်ရှိရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာအရကတတော်အေနဲ့အချက်ဖက်စစ်ကောင်စီတက်အကြတိုက်ပွဲတွေဟာဒဇတ်တက်ဒဇတ်ပုံမှုပြင်းထန်လာနေပြီးစစ်ကောင်စီဘက်ကစခန်းတချို့လဲလက်လွတ်ထားရတဲ့အခြေအနေရှိနေတယ်ဆိုပါတယ် ဲ့ဒီလိုတိုက်ပွဲတွေပြင်းထန်လာတဲ့အတွက်ကြောက်ဖြူစီမံဂိမ်းမှာရှိတဲ့တရုတ်နိုင်ငံသားတချို့ကတော့အခုဇွန်လကစပြီးပြောင်းရွှေ့မှုတွေလှုပ်ဆောင်လာနေသလိုအကုန်လုံးပြောင်းတာမျိုးမဟုတ်ပဲကမ္ပဏီအုပ်ချုပ်မှုထိပ်ပိုင်းအရာရှိတချို့ကတော့အရင်ပြောင်းသွားကြပြီးဒီအပိုင်းအတွင်းမှာလည်းနောက်ထပ်ပြောင်းရွှေ့မှုတွေခက်ဆက်စိတ်မြင်တွေ့လာရတယ်လို့ကြောက်ဖြူစီမံဂိမ်းနဲ့ပတ်သက်တဲ့သတင်းရှိမြစ်ကရန်ကုန်ခေတ်တိကိုပြောထားပါတယ်လက်ရှိမှာလည်းအဲ့ဒီကြောက်ဖြူမြို့မှာရှိတဲ့စစ်ကောင်စီရဲ့ဓညဝတိရေးတပ်ဌာနချုပ် OGT စက်ယုံဝင်း ရဲတရင်32အနီးတွေမှာအာရခတော်အေးနဲ့အချမ်းဖက်စကောင်စီတက်ကြတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပြီးစကောင်စီကအင်အားဖြစ်တင်းဓာတွေလည်းဇက်တိုက်လုံနေရတယ်လို့သိရပါတယ်။လက်ရှိရခိုင်ပြည်နယ်မှာအာရခတော်အေးသိမ့်ပိုက်ဖို့နောက်ဆုံးကြံနေတဲ့မြို့ဟာကြောက်ဖြူမန်အောင်နဲ့စစ်တွေဆိုတဲ့သုံးမြို့ပဲရှိတော့ပြီးကျန်တဲ့မြို့တွေအကုန်လုံးကတော့အာရခတော်အေးကအပိတသိမ့်ပိုက်ထားပြီးဖြစ်ပါတယ်ခင်ဗျ။ က်ဖက်မှာတော့အကျန်းဖတ်စစ်ကောင်စီရဲ့နေပြီးတော့အမှတ်3စစ်ကြောရေးနဲ့တက်ကိုရေးတက်အတွင်းစစ်မှန်တတတဲ့နန်းဆောင်ဆိုတဲ့သူကိုစစ်သားတဦးကကက်ကြီးနဲ့ထိုးတက်လိုက်တယ်လို့စစ်တပ်တရင်ရင်းမြစ်နဲ့ CDM တက်အတိုင်းဝိုင်းကပြောထားပါတယ်ဖြစ်စဉ်ကတော့ဇွန်လ9ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာအကျန်းဖတ်စစ်ကောင်စီရဲ့နေပြီးတော့အမှတ်3စစ်ကြောရေးနဲ့တက်ကိုရေးတက်အတွင်းစစ်မှန်တတတဲ့နန်းဆောင်ဆိုသူနဲ့စစ်ကောင်စီတပ်သားတဦးအကြားကျွေးမွေးရေးကိစ္စနဲ့ပတ်သက်ပြီးစကားမြန်ခဲ့ကြတယ်ဆိုပါတယ် အဲ့ဒီနောက်ခရနာရီတန်းစီတဲ့အချိန်မှာလဲအဲ့ဒီနှစ်ဦးဟာထပ်မံစကားများခဲ့ကြပြီးည12နာရီလောက်အရောက်မှာတော့စစ်မှုန်းတတတဲ့နန်းဆောင်ဟာအင်သာထသွားတဲ့အချိန်အဲ့ဒီစစ်သားကအနောက်ကနေလိုက်သွားပြီးတော့တတတဲ့နန်းဆောင်ကိုကတ်ကျင်းနဲ့ထိုးတက်လိုက်တာဖြစ်တယ်လို့စစ်တပ်သတင်းရင်းမြစ်နဲ့ CDM တပ်အတိုင်းဝိုင်းကပြောထားပါတယ်လက်ရှိမှာတော့တတတဲ့နန်းဆောင်ကိုကတ်ကျင်းနဲ့ထိုးတက်လိုက်တဲ့စစ်သားကတော့အချုပ်ချဖမ်းဆီးခံထားရပြီး တည်ဆုံးသွားတဲ့တသတိရဲ့ရုပ်လောင်းကိုတော့နေပြီးတော့ဂဒင်းတထောင်စိတ်ယုံမှာထားထားသလိုအဲ့ဒီဖြစ်စဉ်အတွက်စကောင်စီရဲ့ကကပတ်ညွန်ကြားရေးမှုကအခင်းဖြစ်ပွားရာနေပြီးတော့အမှတ်30ကျော်ရေးနဲ့တက်ခွေတက်ကိုရောက်ရှိလာပြီးဆဲဆူငေါငန်းမှုတွေလည်းလှုပ်သွားသေးတယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့ရှမ်းပြည်နယ်ကညောင်ရွှေမြို့နယ်မှာရှိတဲ့ရေပူကျေးရွာနဲ့ဖယားတောင်ကျေးရွာအနီးစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စကောင်စီတပ်နဲ့စစ်တလောက်ခံ PNO အဖွဲ့ကို ော်လိုင်းပူပေါင်းတက်တွေကတိုက်ခိုက်ချေမုန်းရမှာစစ်ကောင်စီဘက်က10ဦးကတော့အတိအသင့်တိုက်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းတော်တော်ကိုများသွားတယ်လို့ရန်တောင် PDF အထူးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့အခုဇွန်လ10ရက်နေ့ကစပြီးရှမ်းပြည်နယ်ကညောင်ရွှေမြို့နယ်မှာရှိတဲ့ရေပူကျေးရွာနဲ့ဖျားတောင်ကျေးရွာအနီးစစ်ကြောင်းထိုးနေတဲ့အကြပ်စစ်ကောင်စီတပ်နဲ့စစ်တပ်လက်အောက်ခံ PNO အဖွဲ့ကိုဒေါ်လိုင်းပုံပုံတက်တွေကဝိုင်းဝန်းတိုက်ခိုက်ချေမှုန်းနေတယ်ဆိုပါတယ် ဲ့ဒီလိုတက်ခတ်မှုတွေအတွင်းစစ်ကောင်စီဘက်က10ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးတိတ်ကုန်ကြတာကိုအတိုင်းသားမြင်တွေ့ရသလိုသူတို့ဘက်ကဒဏ်ရာရတဲ့သူတွေလည်းတော်တော်ကို များထားတယ်လို့ရှမ်းတောင် PDF အထုတက်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ဒင်းသားတိုင်းဒဝဲမြို့နယ်ရွှေကူတောင်ပေါ်မှာတဆွဲထားတဲ့အကြံဖက်စစ်ကောင်စီတပ်ကိုတော်လန်ရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်သား၄ဦးကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင် ဒဏ်ရာရတဲ့သူတွေလည်းရှိထားတဲ့အကြောင်းကို သိထားရတယ်လို့ဒုရကစစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇော်လန်တရနေ့ကပဲဒဝဲမြို့နယ်ရွှေကူတောင်ပေါ်မှာလမ်းရောက်တဆွဲထားတဲ့အချက်ဖက်စစ်ကောင်စီတပ်ကိုဒေါ်လိုင်းပူပေါင်းတပ်တွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား၄ဦးကတော့ပစ်ခတ်မှုတွေအတွင်းမှာပဲအတီးတီးတေကုန်ကြတဲ့အကြောင်းနဲ့သူတို့ဘက်ကဒဏ်ရာရတဲ့သူတွေလည်းရှိထားတဲ့အကြောင်းကိုပါသိထားရတယ်လို့ ဒုရကစစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ပဲခူးတိုင်းကလက်ပတန်းမြို့နယ်မှာအချက်ဖက်စကောင်စီလက်အောက်ခံပြုစော်တီအေးမျိုးအောင်ဆိုတဲ့သူကိုတော်လန်ရေးတပ်တွေကဖမ်းဆီးတဲ့အချိန်ခုခံထွက်ပြေးတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရမှာတော့နေရာမှာတင်ပွဲချင်းပြီးကိုသေသွားပြီလို့ရွှေတန်းမြေ PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ကစ်တက်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ9ရက်နေ့ကပဲလက်ပတန်းမြို့နယ်အဆက်မှာ ဒေါ်လာရင်းတက်ဖွဲ့ရဲ့တင်ကိုလာရောက်စုံစမ်းထောက်လှမ်းနေတဲ့စစ်ကောင်စီလက်အောက်ခံပြူစော်တီအေမျိုးအောင်ဆိုတဲ့သူကိုဒေါ်လာရင်းတက်တွေကတားဆီးစစ်ဆေးတဲ့အချိန်ခုခံထွက်ပြေးတဲ့အတွက်ဒေါ်လာရင်းတက်တွေကပြစ်ခတ်ဖမ်းဆီးရမှာနေရမှာပဲပွဲချင်းပြီးကိုသိသွားတယ်ဆိုပါတယ်အဲ့ဒီပြူစော်တီအေမျိုးအောင်ဆိုတဲ့သူဟာဂျိုးမေကောင်မြို့နယ်စက်တိုင်ရက်ကွက်ငကနီလေးလမ်းမှာနေတဲ့သူဖြစ်ပြီးသူရဲ့ဖုန်းထဲမှာလည်းစစ်တပ်နဲ့ဆက်သွယ်ထားတဲ့အချက်လက်တွေပါတွေ့ရှိရတယ်လို့သူကိုယ်တိုင်လည်းပြူစော်တီအဖွဲ့ဝင်ဖြစ်တဲ့အကြောင်းနဲ့ သူနေတဲ့စက်တန်ရက်ကွက်မှာသူအပါဝင်ပြီးစော်တီ၈ဦးရှိတဲ့အကြောင်းကိုပါဝန်ခံသွားပြီးတဲ့နောက်ခုခံထွက်ပြေးရင်းနဲ့အခုတော့သေပြီလို့ရွှေတန်းမြေ PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မွန်ပြည်နယ်နဲ့ကင်းပြည်နယ်အစက်ကကြိုင်မျောနဲ့ကော့ဂရိတ်မြို့နယ်အစက်မှာရှိတဲ့ပန်ရက်ကြေးရွာနေအိမ်စတင်ကြောင်းကိုအကြံဖက်စကောင်စီတပ်ကလေနဲ့ဘုံကျဲချမှုကြောင့်ကလေးငယ်တူအပါဝင်ပြည်သူ၄ဦးသေဆုံးမှုဖြစ်စဉ်ဟာ နေရလိစာအတိအကျနဲ့စစ်တလောက်ခံထွေအုပ်ယုံကဒလန်တည်င်းပေးမှုကြောင့်ဖြစ်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇော်လ9ရက်နေ့ဖြစ်တဲ့မနေ့ကတည်းဘာတိုက်ပွဲမှမဖြစ်ပဲအချက်ဖက်စကောက်စီတက်ကအဲ့ဒီပန်ရက်ကြေးရွာတင်းမှာရှိတဲ့နေအိမ်စာတင်ကြောင်းကိုလေနဲ့ဘုံသုံးလုံးကြဲချသွားတယ်ဆိုပါတယ်အဲ့ဒီလိုစကောက်စီတက်ရဲ့လေကြောင်းတက်ခိုက်မှုကြောင့်ကလေးငယ်တူအပါဝင်ပြည်သူ၄ဦးတေဆုံးခဲ့ရပြီးနောက်ထပ်ပြည်သူအယောက်၃၀ဝန်းကျင်နဲ့ဒဏ်ရာတွေရထားသလို ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးနေရလိပ်စာအတိအကျနဲ့စစ်တလောက်ခန့်ထွေအုပ်ယုံကဒလန်တည်င်းပေးမှုကြောင့်ဖြစ်တယ်လို့လဲဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီကနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုတင်ပါတယ်ကျွန်တော်နားငယ်ပါ